အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုကတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်30ရက်7လ2025ကနေ6ရက်7လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေဒီကလာမှာဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ရှေ့ပုံရှေ့ကံကြီးမားတဲ့တနင်္လာသားသမီးတွေဆိုရင်ဒီကလာမှာထီစုကြီးပေါက်တဲ့ကိန်းရှိတယ်ဝါသနာပိုင်းတော့ထီကန်ဆန်းပြအောင်ကန်ဆန်းပေါ့လေနော် ဲ့တော့ထိကန်းစားမယ်ဆိုရင်ဘာကနထိုးရမလဲပေါ့နော်ကန်းလေးနဲ့ပြေးမယ်ပေါ့နဲ့တယောက်တူပါပေါ့အဲထိထိုးရမယ်ဆိုရင်နှစ်စရှစ်စုံအဲရှစ်စနှစ်စုံဒီခေါများဒီခေါထိုးပြီးပါလို့အကြံပေးခြင်းနဲ့နော်ဟုတ်ပြီအဲ့တော့တနင်္လာသားသမီးတွေကိုအလုံးနဲ့ပတ်သက်ပြီးစပြောခြင်းနဲ့ဒီကလာမှာတနင်္လာသားသမီးတွေခီးဝေခီးနေနှစ်ခုတလုံးသွားတတ်တဲ့ဂိမ်းရှိတယ်ဗျာခီးကန်တော်လေးအားကောင်းနေတယ်အထူးသဖြင့်ပြည်တွင်းမှာသွားတဲ့ခီးတွေဆိုရင်ကြတော့အများဆုံးအဖြစ်ကဖျားဘူးကိစ္စတော့သွားတာလို့ အလွယ်ပတ်သွားတာတို့အပျော်ပါသွားတာတို့စသည်အဖြစ်ပေါ့လေအဲ့လိုပုံစံမျိုးနဲ့အဲပျော်ရွှင်စရာကောင်းတဲ့ခရီးလေးတွေသွားတတ်တယ်ခရီးဝေးဆိုတဲ့အခါမှာကျတော့အဲသူကပြပခရီးပေါ့နော်နိုင်ငံထွက်ပြီးအလုပ်လုပ်မယ်ဆိုတဲ့သူတွေပြပထွက်မယ်ဆိုတဲ့သူတွေဒီကလာမှာသွားလို့အကောင်းဆုံးသောကလာတွေမှာပါနေတယ်သွားတတ်တဲ့ gain ရှိတယ်သွားရင်လည်းအဆင်ပြေမဲ့ gain တွေမှာပါတယ်အဲ့တော့ပြပထွက်ပြီးလုပ်မယ်ဆိုရင်ဒီကလာမှာကိုဘက်ကနေဝရီယာအားလေးထားပြီးတော့အဲလေးလေးနဲ့လေးလုပ်ပေးပေါ့နော်တစ်ခါမှလည်းကျွန်တော်ပြီးရင်ရရလေးတွေလည်းပေးမယ်အဲရရလေးတွေလည်းတွန်းအားပေးမယ်ဆိုရင်တော့ကံရထောက်ပံ့မှုတွေပို့ပြီးရလာပါလိမ့်မယ်နော် အဲ့တော့ခီဝေခင်းနေတစ်ခုလုံးသွားတယ်နိုင်ငံသားသွားတဲ့ game ရှိတယ်အဲတချို့တွေကြတော့ဒီကလာမှာနိုင်ငံသားအနေသတင်းစကောင်းစကားလေးကြားရတာလေးတွေအဲနိုင်ငံသားနဲ့ဆက်လွယ်ပြီးတော့လုပ်တဲ့ကိစ္စလေးတွေကနေလန်ခီလေးတွေပြန်ပွင့်လာတော့အဆက်အသွယ်ရရပါတော့ပြန်အဆင်ပြေတဲ့ဆိုတဲ့ game ထဲမှာသွားပါတော့အဲဝန်တာဖို့ကောင်းပါတယ်အလုံးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာတလင်းသာသမီးတွေဘာဖြစ်တယ်လဲပေါ့အလုတ်ကိုင်နေရာထိုင်ခင်းပြောင်းတတယ်လက်ရှိအလုတ်လုပ်နေတယ်ဆိုရင်အဲ့ဒီလုံမှာအထက်လူကြီးရဲ့ဖိအားပေးမှုတွေတခြားဘက်ကြောင့်ဝတ်တတယ်လုတ်ဖို့ကိုင်ဘက်အချင်းချင်းဖြစ်စေ အောက်လက်ငယ်သားတွေဖြစ်စေစကြင်တော်လာနာအထက်ကိုဂုံးတိုက်တာအများနဲ့တယောက်ကိုဝိုင်းဝန်းတိုက်ခိုက်တတ်တယ်ဆိုတဲ့ကိစ္စမှာပါတယ်။ဟောတော့တစ်ဖက်မှာသူ့အသူအလုပ်အဆင်ပြေတယ်ဆိုရင်တော့မှအဲ့လူတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာဖြစ်တော့လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့တာတို့မပျော်ပိုက်တာတို့လက်ရှိနေတဲ့နေရာကနေထွက်သွားချင်တာတို့အလုပ်မလုပ်ဘဲနဲ့အလေလိုက်ချင်တဲ့စိတ်လေးတွေပေါ်တာတို့အတံမျိုးတွေအားစားဖြစ်တဲ့ကိစ္စမှာသွားပါတယ်။အဲ့တော့ဆရာအနေနဲ့အကြံပေးချင်တာပေါ့လေလက်ရှိလုပ်ကနေပြောင်းအောင်ကောင်းမှမလားလို့မေးစရာရှိတယ်။နောက်အလုပ်တစ်ခုဘိုင်းနေရတယ်ဆိုတော့ပြောင်းပါပြောင်းလို့တင့်တော်တဲ့ထဲမှာပါတယ်။ အဲ့လိုတခုဘိုင်းတယ်မရဘဲတော့မပြောင်းစီခြင်းဘူးအဲ့လိုပြောင်းခဲ့သည်ရှိတော့အဲ့လိုတခုရတော့ရမယ်ဒါပေမဲ့နည်းနည်းလေးကြားထဲမှာဟဝါလိုက်မယ်အချိန်ဆောက်ဝါလိုက်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်အဲ့ဒါကိုအဆင်ပြေနေတဲ့သူတွေဆိုတော့လုပ်ပေါ့နော်ပြီးတော့ဒီကလာမှာအဲ့တနင်္လာတာသမီတွေစင်းစရားတွေနဲ့ပတ်သက်ပြီးတော့လုတ်ကိုင်တဲ့ခါမှာအထူးသတိထားပေးပါစားစံတော်တွေလိုအပ်ချက်ရှိတာလေးတွေစင်းစရားမှန်းညွှန်းတာလေးတွေဖြစ်တတ်တယ်စလုပ်တွေဘာတွေမှာလက်မှတ်ထိုးတဲ့ခါအရန်သတိထားပေးတချို့တွေအမှန်ကန်ကိစ္စတွေမှာအတိတ်တဲ့နေရာတွေမှာစလုပ်တွေလိုက်ထိုးရရင်ပြဿနာဖြစ်တာလေးတွေကြုံရတတ်တဲ့ခြင်းရှိတယ်သတိထားမယ် မပေါ်သက်ကဘူးနော်ပြီးတော့တနင်္လာသားသမီးတွေအရင်ကြီးတဲ့စားစံနဲ့မပုံနေလို့ passport တို့စသည်အပြင်ပျောက်တာချတာလေးတွေဖြစ်တဲ့ကိန်းရှိတယ်ဂယုစိုက်ပြီးမှရမယ်နော်ပျောက်ခရင်ပြန်မရတာလေးတွေများတဲ့ကိန်းရှိလို့ပါနောက်တနင်္လာသားသမီးတွေအဲဒီကလာမှာဘာဖြစ်တယ်လဲဆိုကြပါစို့ကျမရင်းနဲ့ပတ်သက်လို့ရှိရင်အထူးသဖြင့်သူကအဲအသက်ကြီးတဲ့သူတွေပေါ့နော်အသက်ကြီးရွယ်တွေဆိုရင်ဒီကလာမှာလေတွေပါဖြစ်ရှင်တဲ့ကိန်းမျိုးလေးတွေမှာသွားပါတယ်လေဖြန်းကျင်သူလို့ဖြစ်တာလေဖြစ်ရှင်သူလို့ဖြစ်တာလေးတွေ ကျွန်တော်တို့လက်တွေနာတာတချို့တွေဆိုလေဖြန်းပြီးကိုတချမ်းတေဝါတာဒါမျိုးတွေကအစားဖြစ်ရတဲ့ကိန်းလေးရှိတယ်။ပြီးတော့ခနာကောမှာလေတဆို့တွေဖြစ်ပြီးလေတွေတဝေးနဲ့တက်လာတာမျိုးပေါ့နော်။အဲလေနဲ့ပတ်သက်တဲ့ယောဂါတွေကဂယူဆိုင်မယ်။ဝမ်ပိုက်မှာမကြာခဏလေထုတ်လျောက်လေးတွေဖြစ်ရတဲ့ကိန်းပါတော့အဲတက်တော့တော်တော်လေးဂယူဆိုင်ကမယ်။ပြီးတော့အဲလက်တွေချောက်တွေနာကျင်ကတ်ခေတာတချမ်းတေဝါတာဘာညာလေးတွေဖြစ်ရတဲ့ကိန်းရှိတယ်။နေရတဲ့အမျိုးသမီးလေးတွေဆိုရင်တော့သွေးသားဓမ္မတာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဂယူဆိုင်မယ်နော်။သွေးသားဓမ္မတာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဂယူဆိုင်မယ်။တအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဂယူဆိုင်ပြီးပါ။ အများအဖြစ်တော့ဒီကာလမှာအာရုံကြောင့်နဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်မယ်အဲ့တော့တနည်းအားသာသမီးတွေဒီကာလမှာကျန်းမာရေးနည်းနည်းလေးညံ့နေမယ်ညံ့တဲ့အခါမှာဟိုးကနည်းနည်းဖြစ်လာလီကနည်းနည်းဖြစ်လာတဲ့ဒီကုလုံးပတ်ချလိုက်လေပြီးဖြစ်တဲ့ကိန်းလေးတွေရှိတော့ဂယူဆိုင်ပေါ့ကျန်းမာညာလို့ဆေးုံဆေးကနေပြမယ်ဆိုရင်ဘုဒ္ဓဟူသာသမီးဆရာဝန်နဲ့ပြပေးရင်ပိုကောင်းမယ်လို့အကြံပေးခြင်းလဲနော်အဲဆေးုံဆေးကနေမှဒီမှာလဲဘုဒ္ဓခုနနဲ့စားတဲ့ဆေးုံဆေးကနေပြရင်ပို့ပြီးတော့အနာနဲ့ဆင်းနဲ့တိုးလိုက်မယ်လို့အကြံပေးပြန်စေအစားကားတွေပါလေစားတဲ့အခါမှာတော့ဒီကာလမှာဖြစ်နိုင်ဝက်သားတွေပါလေလုံးဝမစားပါနဲ့ ဝတ်သားတို့စိတ်သားတို့ဖြစ်နိုင်အောင်ကျွန်တော်ခြေလေးချမ်းသာလေးဒီရက်ပိုင်းမှာမဆိုင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့ပဲနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္လာသားသမီးတွေဒီကလာမှာငွေကြေးကန်လက်လာပါပွင့်နေတယ်ကိုအနေနဲ့ပေါင်းဝင်ချင်မှဖြစ်စေခုနကကိုဝင်ဆောင်မိကနေတွေ့တာမြင်တာတို့ခလေးမွေးတာတို့ကိုဝင်ရဖြစ်စေအဲ့လိုမျိုးကြုံခဲ့လို့ရှိရင်ငွေအစုလိုက်ပြန်လိုက်ပို့ပြီးဝင်တဲ့ငွေတွေမဟုတ်ဘူးရွှေတွေပါလေဝင်တဲ့ကိန်းရှိတယ်။ဝင်လဲအဝင်တော်တော်တယ်။ပြီးတော့မမျောလိုက်မနဲ့ရုပ်ရည်အလူတန်းတွေထားလို့ရတဲ့ကိန်းရှိတယ်။ဖျားလေးပါဖြူရတာတို့ရန်တော်တွေကိုဖြူရတာတို့ အလူကန်းနေထဲမှာပြဖို့ရှိရင်ပါဝင်ဆောင်ရွက်ရတာတို့အဲဒါမျိုးတွေဖြစ်ရတဲ့ဂိမ်းပါတော့တော်တော်လေးတော့ဝမ်းသာဖို့ကောင်းတယ်ကောင်းတဲ့အရာတွေအများကြီးပဲအဲ့ဒီမှာမှမကောင်းအောင်ဆိုပြီးအညံဖြစ်တော့မယ်အဲ့ဒါဘာဖြစ်တော့မလဲတဲ့လောင်းကစားလုံးမိပြီးတော့ဘဝပြတ်တဲ့ဂိမ်းရှိတဲ့အတွက်လောင်းစားလုံးဝလုံးလို့မရအောင်နှလုံးသားလုံးထိုးတာတို့နော်ဟိုဂိမ်းတွေဆော့ပြီးတော့ဆလော့ဂိမ်းတွေနဲ့ဆော့လို့ရှိရင်တော့ရှုံပြီးတော့ဘဝမှာပြတ်လိုက်မယ်နော်ကိုကိုကိုတက်တဲ့ချင်းလေးပေါ်သွားလိမ့်မယ်လုံးလို့မရဘူးဖဲတွေပါရိုက်တာဘောလုံးပဲလောင်းတာနေဒီကာလမှာလုံးလို့မရပါဘူးတော်တော်လေးခက်တယ်ပေါ့နော်တချို့လေးတွေဆိုလို့ရှိရင်ဒီကာလမှာ ပတ်စံလေးတွေရတယ်ဆိုတဲ့အခါမှာလက်လာပါရွှင်နေဆိုတဲ့အခါမှာကောင်းသောထွက်ပေါက်ရှာတာမျိုးမဟုတ်ဘဲနဲ့အပျော်ပဲဖြစ်ပြီးတော့ဗောနော်စနေဝါတွေမူရစီဝါတွေတုံးဆွဲတာတို့ KDB မှာစက်တွေသွားတာတို့အဲ့ဒါမျိုးတွေလုတ်တည်ရှိတော့ဝင်လာတဲ့ဟာတွေလက်လာပါပိတ်ချသွားတာလေးတွေဖြစ်တတ်တယ်အဲ့တော့လောင်းသားကိုတချို့ကရှောင်လန်ကြတော့မှန်တော့လည်းပဲဒုတိယတစ်ခုထန်ညိတာပါလဲဆိုတော့ဒီကလာမှာကျွန်တော်ဇာတာထဲမှာကြည့်ခြင်းအဖြစ်အခြေအိမ်အောင်နဲ့ပတ်သက်ရင်ပြဿနာကြီးကြီးမားမားဖြစ်တတ်တဲ့ဂိမ်းပါတယ်သတိတော်တော်လေးထားရမယ်ချစ်သူအိမ်အောင်မရှိရတဲ့အတိုင်းမှာထပ်ပြီးဖောက်ပြန်တာ ကိုရဲ့ချစ်သူအိမ်တော်ကလည်းတောင်းတရောင်းနဲ့ထပ်ပြီးပြောပြနာ၃ဝန်းဆန်နဲ့၄ဝန်းဆန်နဲ့ဖြစ်ပြီးရှစ်တူကနောက်ဆုံးကခတ်ဖြစ်ပြီးတော့လက်လာမလေးပိတ်ဆို့ပြီးအချက်အလက်အကျိုးနဲ့ဖြစ်တဲ့ကိန်းထဲမှာသွားပါတော့တော်တော်လေးဂယူးဆက်ကမယ်ပေါ်ဆက်လို့လုံးဝမရဘူးဗောလေအင်္ဂါတောက်ကြကိုကိုကောင်းကောင်းဒုက္ခပေးလိမ့်မယ်ပတ်သက်တဲ့သူဘသူပဲဖြစ်ဖြစ်အထူးသတိထားပေးဗောနော်ဆိုတော့တချို့ကကြတော့ကိုယ်တိုင်တိုင်းမဖြစ်ဘူးလေကိုယ့်ရဲ့သားသမီးတွေမှာအခြေအိမ်အောင်ကြီးတွေအဆင်မပြေဘူးပြဿနာတွေဖြစ်ပြီးတော့ကိုကဂျားညက်ပြီးလိုက်ပါဖြစ်ချင်းဆောင်ရရတာတွေစိတ်ဆင်းရဲကိုယ်စီရင်ဖြစ်တာတွေအစအကြောင်းရတဲ့ကိန်းထဲမှာသွားပါတော့ဂယူးဆိုင်မှာရပါလိမ့်မယ်ဗျာနော် ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာပညာရေးကံလေးတွေနည်းနည်းအားညံ့နေတဲ့ထဲမှာပါတယ်။ဝရိယအားလေးထားပြီးကြိုးစားမှတော်ကကြပါလိမ့်မယ်။အဲ့တော့ဒီကလာမှာကံတရားရဲ့ထောက်ပံ့မှုလေးတွေကဘရက်ပိုင်းလေးတွေပုံများလဲလို့ကြည့်တဲ့အခါမှာဒီသင်္မာရ၄ရက်၅ရက်၆ရက်အဲ့ရက်တွေကတော့ပြိပခေနံရခိတွေပို့ပြီးသွားတဲ့ကိန်းလေးတွေရှိတယ်။လူလူလူတွေဆိုရင်အပြိုလေးဆိုရင်ဒီကလာမှာအိမ်တော်တွေပါလေရုပ်ရထားကြတာလေးတွေဖြစ်တတ်တယ်။ကိုယ့်ရဲ့ခြေထိုးအိမ်တော်ဘက်ကစီဝါလက်လာပါလေတက်တဲ့အခါမှာကိုပါအကျိုးကျေးဇူးခံစားရတာတွေအစားဖြစ်တတ်တယ်။တမိုးကြည့်တဲ့ရွှေရည်ငွေတွေရတနာပစ္စည်းတွေဝင်တဲ့ကိန်းလေးတွေရှိတယ်။ အင်ဂျင်နာအိမ်ဆောက်တာကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတဲ့အနေအထားလေးတွေကြုံရတဲ့ဂိမ်းရှိတယ်။နိုမာလာ30ဒီသမာလာ1ရက်2ရက်3ရက်အဲ့ဒီရက်လေးတွေမှာတော့အညာအခက်လေးတွေရှိတယ်။ဘီယူဆိုက်ကမယ်။ရတဲ့ပတ်စံလေးတွေမမြဲဘူးမလောက်ဘူးဖြစ်ပြီးပြန်ထွက်လိုက်မယ်။အဲကိုကိုတိုင်းတည်းဖြစ်ရင်ဖြစ်မဖြစ်ရင်ခုနကအောက်လက်ငယ်သားလေးဖြစ်စေတန်သမီးညီကိုမတော်မလင်းဖြစ်စေသူတို့ကိုအကြောင်းပြုပြီးတော့ငွေကုန်ချေချာများလာလေးတွေဖြစ်တဲ့ဂိမ်းပါမယ်။အထူးသဖြင့်လူမှုရေးလို့ခေါ်တဲ့အခါမှာကိုကိုတိုင်းဆိုလဲကိုရဲ့ချစ်သူအိမ်တော်ဘက်နဲ့ပတ်သက်ပြီးကိုကိုတိုင်းကဖြစ်စေကိုချစ်သူအိမ်တော်ဘက်ဖြစ်စေဖောက်လွှဲဖောက်မှန်ဖြစ်တာ တို့ကကိုသားသမီးတွေမှာအိမ်အောင်အဆင်မပြေတဲ့ဟာတွေမှာကိုကဂျမ်းညပီလိုက်ပါဖြစ်ချင်းဆောင်ရတာနဲ့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်တတ်တယ်အဲ့လိုတွေဖြစ်ပြီးတော့ဒီဘက်တစ်ဖက်မှာကြံနေရထိုက်တဲ့တရားလူတရားမြတ်တွေမရတော့တာတို့နော်ရလာမယ့်ငွေကြေးစီးပွားလာတာတွေမရတော့တာတို့ဒံငွေတွေသွားဖြစ်တတ်တဲ့ဂိမ်းကြီးရှိတော့အထူးသတိထားရှောင်ရှားပေါ့အဲ့တော့ကန်ရရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်အပြားအောင်အရင်မိကိုရအောင်အရင်နှက်ပြကြက်သွေးရအောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးရမယ်ဒါအပြင်လူပြီးပန်းရွှေပန်းငွေပန်းကြာပန်းရောင်စုံ ကံမာပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာမှန်ကတာဖြစ်စေနေအဲ့ခါနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့တုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအဲတနင်္လာသားသမီးတွေဒီကလာမှာကြုံရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရာနေနဲ့မလုပ်ရမလဲတဲ့ရဟန်းတံကတော့တပါးမကိုကြံတံကြော်လေးဒါနာပြုလူတန်းပြီးတော့စုံလောင်းပြီးအောင်လောင်းပေးလိုက်ပါအလိုချင်ရဆန္ဒလေးပြုပြီးဆုတောင်းပေးပါမိမိကိုယ်တိုင်နဲ့စာသွင်းလို့ရတယ်အနီးနားကရှိတဲ့ကလေးလေးတွေဖြစ်စေတက်ကြီးရော်တွေဖြစ်စေလဲဒါနာပြုတက်နိုင်တဲ့လို့လေး တွဲမွေးလူတန်းဖြစ်အောင်လုပ်အဲလုပ်ဖြစ်အောင်လုပ်ပေးလိုက်ပါနော်ရွှေလင်ငွေတွေစီးပွားလာပါပို့တက်လာမယ်ညနေလည်းအညနေလေးပြေးွားအောင်ညနေတောင်းလေးတစ်ခုမှာဇေဒီဖျားဒဇူဇူရဲ့ယာဟုတောင်းမှာရက်ဖြူတက်စင်နဲ့ရေတက်စင်တွေတက်ပဲပြီးလူတန်းပေးလိုက်ပါဒါဆိုတော့အညနေလေးအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အဲတနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်